GOA Chi Go တာတာမီမီတို့အတွက်ရွေးချယ်ထားတဲ့ဒီနေ့အကောင်လေးကတော့စိတ်လေးပဲဖြစ်ပါတယ်စိတ်လေးတွေကချစ်စရာကောင်းတဲ့တရိษံလေးတွေပါတဲ့သူတို့မှာချစ်စရာကောင်းတဲ့မျက်လုံးလေးတွေနှရွက်ကြီးတွေပြီးတော့နှက်ခမ်းလေးတွေလည်းရှိပါတယ်တဲ့သူတို့ကလူတွေနဲ့ရင်နေပြီးမွေးမြူလို့ရတဲ့တရိษံလေးတွေဖြစ်ပါတယ်တဲ့စိတ်တွေကညက်နဲ့အရွက်တွေကိုစားတတ်တယ်တဲ့ သူတို့ကမြက်ခင်းတွေဂျုံခင်းတွေမှာစားရတာကိုလည်းကြိုက်နှစ်သက်ပါတယ်တဲ့သူတို့လေးတွေကအပင်တွေကိုစားရင်းနဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပြီးတတ်တဲ့အကောင်အထည်တွေဖြစ်ပါတယ်တဲ့စိတ်တွေကလူတွေအတွက်နို့ကိုလည်းထုတ်လုပ်ပြီးတယ်တဲ့စိတ်နို့ကကျမ်းမာရေးအတွက်အရန်ကောင်းပါတယ်စိတ်နို့ကိုတောက်လို့ရတယ်လို့ဒိန်ခဲဒိန်ချင်လိုမျိုးအစားအစာတွေလည်းပြုလုပ်လို့ရပါတယ်တဲ့စိတ်လေးတွေကတောင်တက်တာခုန်တာပြေးတာတွေကိုကြိုက်နှစ်သက်တယ် သူတို့ကစူးစမ်းလို့စိတ်များပြီးစိတ်ဝင်စားစရာအရာတွေကိုလည်းလိုက်ကြည့်တတ်ကြရဲ့တဲ့စိတ်လေးတွေကကဘာအနှက်နေရာအများစုမှာရှိတတ်ကြရဲ့အထူးသဖြင့်တောင်တန်းတွေကျေးလက်ဒေသတွေမှာပေါက်ဖွားရဲ့တဲ့သူတို့ကယာတီဥတုအမျိုးမျိုးကိုခံနိုင်ရင်ရှိတဲ့တတဝါလေးတွေဖြစ်ပါတယ်တဲ့ကဲအခုစိတ်လေးတွေအကြောင်းမိကုံးလေးတွေဖြည့်ကြည့်ရအောင်စိတ်လေးတွေကဘယ်မှာနေရတာကိုကြိုက်တယ်တဲ့ဂျုံခင်းနဲ့ ရုပ်ရှင်ရော၃ကစားခွင်ဟုတ်ပါတယ်စိတ်လေးတွေကဂျုံကင်းထဲမှာနေရတာကိုကြိုင်းနေတတ်တဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်နောက်ထပ်အကောင်တွေအကြောင်းကိုလည်းဖြတ်ပြောပြပေးမယ်နော်